โอเคဒီဗီဒီယိုလေးကတော့ဒီနေ့မနေ့စောစောကျွန်တော်စပင်းထွက်နေတဲ့ blog လေးပဲဖြစ်ပါတယ်ဒီနိုင်ပွဲအေးရထားအေးရတာကျင်းအတက်ကိုတော့ရှူရှူပြီးတော့ကျွန်တော်ကဘာမှမလုပ်ခင်ရေထွားတောက်ပါတယ်ပြီးမှအင်တာတက်မျက်နှာတက်သွားတိုက်တာလုပ်ပါတယ်ဒီအခုကျွန်တော်တောက်နေတဲ့ရေဘူးလေးက2လီတာအပြည့် ပါပါတယ်အဲ့ဒါကိုကျွန်တော်တဝက်လောက်ကောင်းတော့ပါတယ်အဲ့ဒါပြီးတော့မှအိမ်သာတက်တာမျက်နှာပစ်တာသွားတိုက်တာလုပ်ပါတယ်ပြန်တော့ပြီးတော့ခြံတော်သေးဆောင်ခောက်ပြီးတော့မှကျွန်တော်အိတ်ထားတဲ့အိယာလေးပြည့်ရဲ့ဖြစ်အောင်ဒိမ့်ပါတယ်။ညနာတည်းတော်တက်ပြီးတော့ဝဆားလေးပြီးကျွန်တော်စပိန်နေမှု ตัวบารมีขมิ้นตัวกี่พยา 5မိနစ်လောက်ကျွန်တော်ချစ်ခိုးပါတယ်ပြီးတော့မှအောက်ဆင်းပါပါ လမ်းပေါ်ရောက်ပါပြီပထမဆုံးအနေနဲ့ကျွန်တော်တို့ဆောင်ရွက်ကိုအရင်သွားပါမယ်အဲ့ဒီမှာကျွန်တော်နဲ့တူတူနေမဲ့နောက်ထပ်နှစ်ယောက်ကိုခဏစောက်ပါမယ်ကျွန်တော်တို့ဆောင်နေကြဆောင်ရွက်ကိုရောက်ပါပြီအဲ့ဒီမှာအကျော်လျှော့တာတွေပါပြီးလုံရင်းနဲ့မှကျွန်내နှစ်ယောက်ကိုဆောင်ရွက်ကနေကျွန်တော်စောက်နေပါတယ် ုံနေကြနောက်နှစ်ယောက်နဲ့ဆုံပြီးတော့မှကျွန်တော်တို့နေမဲ့လမ်းကြောင်းတိုင်းနေပါပြီအခုလိုဆောင်းလင်းမနကေးစစောမှာစပိန်တပ်နေရတဲ့အရာသာကဘာနဲ့မှလဲလို့မရဘူးညစပိန်နေနေသူပဲတည်တဲ့အရာသာဖြစ်ပါတယ်ပြောပြလို့မရပါဘူးဒီနေရာလေးကတော့စပိန်သမားတိုင်းတည်တဲ့နေရာလေးဖြစ်ပါတယ်။ဘယ်နေရာလေးလဲဆိုတာကိုလည်း ပြောပြနေเสียမလိုပါဘူးခင်ဗျာစပိန်သမားတိုင်းသိကြပါတယ် ကျွန်တော်နေနေကြအပေါ်တွေနဲ့လမ်းခွဲပြီးတော့အခုဆိုရင်ကျွန်တော်အိမ်ပြန်ပါပြီအိမ်ပြန်ရပါပြီရေမချိုးခင်အကျော်ခဏလျှော့ပါမယ်အကျော်မလျှော့ဘဲနဲ့ရေတန်းချိုးရင်ကြွက်သားနာကျင်မှုတွေဖြစ်နိုင်တဲ့ recovery ဖြစ်ဖို့ကြာပါတယ်ဒါကြောင့်မို့ကျွန်တော်တို့အကျော်ခဏလျှော့ပြရပါမယ် ိရှိဝေကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်။ကျေးဇူးပါ။